င်လာပါရှင်။တနင်္လာရီသတင်းအစီအစဉ်ကနေကြိုဆိုလိုက်ပါရစေ။ဒီအစီအစဉ်ကို Dove Wash အဖွဲ့သားတွေကအစီအစဉ်တင်ဆက်ထားတာပါ။ဒီကနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့ထိခိနေဆက်စခန်းကို KNL နဲ့ပူးပေါင်းတပ်တွေတိုက်ခိုက်နေခြင်းစစ်ကောင်စီတပ်သားတွေထိုင်းဘက်ကိုထွက်ပြေးတဲ့သတင်း။တဝဲမြို့အထက်ပတ်တိုင်းဒေတာစစ်ကောင်စီစစ်ဆေးရေးဂိတ်တိုက်ခိုက်ခံရပြီးလင်းပြန်ဝဲနေတဲ့အခြေအနေပလောမြို့ပေါ်ရဲဆိုင်မှာပြူစောတီ၃ဦးပြစ်ခတ်ခံရပြီးသေဆုံးတဲ့အကြောင်း တင်ခွန်းတိုက်ပွဲအတွင်းစစ်ကောင်စီတပ်သား12ဦးခင်းယူတမဟာလေးစီလက်နက်နဲ့အတူခုံလုံးတဲ့တည်င်းရဟောမော်လမြိုင်ယထာလန်မိုင်းခွဲခံရပြီးယထာခီးစင်တွေဖြတ်သိမ်းတဲ့အကြောင်းဆရတဲ့တင်တွေကိုနားဆင်ရမှာပါရှင်ပထမဆုံးတင်တပုတ်အနေနဲ့ကတော့ ထိုင်းမြန်မာနယ်စပ်ကစစ်ကောင်စီရဲ့ထိခိနယ်စပ်စခန်းကိုကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KNL နဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ပူးပေါင်းတပ်တွေကဧပြီလ22ရက်နေ့ကလေးကထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။ဒီလိုတိုက်ခိုက်နေချိန်စစ်ကောင်စီတပ်သားတွေထိုင်းဘက်ကိုထွက်ပြေးတာတွေလည်းရှိနေပါတယ်။တည်တင်းအပြည့်အစုံကိုတိုဝဲဝါရှိုင်းဒေါ်တာတို့ကပြောပြပေးသွားမှာပါရှင်။ ထမ်းမြန်မာနယ်စပ်ကစစ်ကောင်စီရဲ့ထိခိုက်နယ်စပ်စခန်းကိုကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ပူးပေါင်းတပ်တွေကဧပြီလ21ရက်ကလေးကထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။ဧပြီလ19ရက်နေ့ကထိခိုက်နယ်စပ်စခန်းနဲ့6မိုင်လောက်အကွာထိတာဗျူဟာစခန်းကိုကို တော်လိုင်းရေးပူးပေါင်းတပ်တွေကတိုက်ခိုက်သေးယူခဲ့ပါတယ်။နောက်တနှစ်ရက်ကြာဧပြီလ22ရက်နေ့မှာတော့ထိခိနေဇစခန်းကိုပါတဆက်တည်းထိုးစစ်ဆင်တိုက်ခိုက်နေတာပါ အဲ့ဒီလိုတိုက်ခိုက်နေတဲ့အချိန်မှာပဲအခုမေလဆန်းမှာထိခိနေစားစခန်းကစစ်ကောင်စီတပ်ဖွဲ့ဝင်30လောက်ဟာထိုက်ဘက်ကိုလက်နက်နဲ့တူထွက်ပြေးသွားတဲ့သတင်းရတယ်လို့ဒဝက်ခရိုင်တပ်ပေါင်းစုရဲ့မဟာမိတ်ဆက်ဆံရေးတာဝန်ခံကိုမင်းထက်ကပြောပါတယ်။တိုက်ပွဲကာလမှာစစ်ကောင်စီတပ်ကလေကြောင်းကနေ PRP ဘုံကျဲတိုက်ခိုက်တာတွေနေစဉ်ဒီပါလှုပ်ဆောင်နေပါတယ်။အဲ့ဒီအတွက်ထိခိနေစားစခန်းနဲ့ ဗော်ဒီဘက်ကဒေသခံပြည်သူတွေထိုက်ဖက်ကိုထွက်ပြေးတေးဆောင်နေရတယ်လို့စစ်ရေးသတင်းရင်းမြစ်တွေနဲ့ဒေသခံချုပ်စီကနေသိရပါတယ်။တနင်္သာရီတိုင်းမှာရေဖြူမြို့နယ်ရေနဲ့စေကံကံပေါက်လောင်လုံးမြို့နယ်ဒဝဲရှိတော်ထီခီတဲ့ချောင်းပလော ပလောက်တနင်္သာရီမြိတ်ကျုံးစုဘုတ်ပြင်းအထိစစ်ကောင်စီကစစ်မျက်နှာအလုံးဖွင့်ထားရပြီးအဲ့ဒီနေရာတွေမှာနှစ်ဖက်တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။ နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကတော့ဒူဝဲမြို့အထက်မှာရှိတဲ့စစ်ကောင်စီစစ်ဆေးရေးဂိတ်ဖြစ်တဲ့ပေါတိုင်းတရာဂိတ်ကိုဒီကနေ့မေလ9ရက်နေ့မနက်အစောပိုင်းမှာတော်လှန်ရေးအဖွဲ့ကပြစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။မြေတဝဲကားလန်းပေါ်ကအဲ့ဒီဂိတ်မှာမနက်6နာရီဝန်းကျင်ကနေ9နာရီဝန်းကျင်အထိတနာရီနီးပါးအကြာအပြန်အလှန်ပြစ်ခတ်တဲ့လက်နက်ကြီးပောက်ကွဲတဲ့နေကြရတယ်လို့ဆိုပါရတယ်။ ဒီလိုပြစ်ခတ်မှုဖြစ်နေချင်းပေါတိုင်းတတားနဲ့မနီမဝေးမှရှိတဲ့ရှမ်းမတင်ကျေးရွာအုပ်စုဖက်မှလည်းစစ်ကောင်စီရဲ့ကင်းထောက်လင်းရင်လို့ယူဆရတဲ့လင်းရင်တစင်းပြန်ဝဲခဲ့တာကိုမြင်လိုက်ရတယ်လို့ဒေသခံတွေကပြောပါတယ်။ပြစ်ခတ်မှုဖြစ်ပြီးတဲ့နောက်စစ်ကောင်စီကပေါတိုင်းတတားမြို့အဝင်အထက်နှစ်ဘက်စလုံးကိုဖျက်ဆီးခွင့်မပြုသေးဘဲပိတ်ထားတယ်လို့ကာသမားတွေကပြောပါတယ်။ဘယ်အဖွဲ့ကပြစ်ခတ်တိုက်ခိုက်ခဲ့တယ်ဆိုတာနဲ့ထိခိုက်မှုအခြေအနေကိုတော့အတည်ပြုနိုင်ဖို့စုံစမ်းနေဆဲဖြစ်ပါတယ်။ အခုလလဆန်းပိုင်းကပေါတိုင်းတတခိတ်မှာစစ်ကောင်စီဘက်ကအရာရှိအပြောင်းလဲလှုပ်ထားပြီးအစစ်အစေးတင်ကျပ်တာတွေလည်းပိုလှုပ်နေပါရဲ့ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကတော့ပလောမျိုးဘော်ကအရက်ဆိုင်မှာဝိုင်းဖွဲ့အရက်တောက်နေတဲ့ပြူစောတီတွေကိုပြစ်ခတ်ရှင်းလင်းခဲ့ရမှာပြူစောတီခေါင်းဆောင်နှစ်ဦးနဲ့ပြူစောတီအဖွဲ့ဝင်တဦးသိမ်းဆုံးသွားပါတယ်။သတင်းအပြည့်အစုံကိုဒိုဝဲဝက်ရှိုင်းတော်သားတဦးကပြောပြပေးသွားမှာပါရှင်။ ပလောမြုပ်ပေါ်ကအရက်ဆိုင်မှာဝိုင်းခွဲပြီးအရက်တောင်းနေတဲ့ဘျူစိုတီရိတ်ကိုပြက်ကတ်ရှင်းလင်းခဲ့တာမှာဘျူစိုတီခေါဆောင်တို့ဦးနဲ့ဘျူစိုတီအဖွဲ့ဝင်တို့ဦးတို့ထိဆုံးခဲ့ပါတယ်။ပလောမြုပ်အမတ်နေ့ရက်ွက်ကအရက်ဆိုင်မှာထိုက်တောင်းနေတဲ့ဘျူစိုတီရိတ်ကိုမက်လ6ရက်နေ့ညနေ9:00ခွဲလောက်ကပြက်ကတ်ရှင်းလင်းခဲ့တာလို့မြိတ်ခိုင် PDF အမတ်တက်ရင်ကပြန်ကြားရေးတာဝန်ခံရဲဘော်အာနိုကပြောပါတယ်။အဲဒီဘျူစိုတီတို့ဦးစလုံးဟာပြီးသူတွေကိုချိတ်ချောက်ငွေညစ်တာ စစ်စည်းဂိတ်တွေနဲ့ညဘက်လက်ထွက်တဲ့လူငယ်တွေကိုစစ်မှုထမ်းအတွက်ဖမ်းဆီးပေးတာတွေလုပ်ခဲ့တာလို့ဆိုပါရတယ်။ပြစ်ခတ်ရှင်းလင်းတာကိုမြိတ်ခိုင် PDF အမတ်တက်ရင်ကတပ်ဖွဲ့ဝင်တွေနဲ့မြိတ်ခေပကဖတပ်ဖွဲ့ဝင်တွေပူးပေါင်းလှုံ့ဆော်ခဲ့တာဖြစ်ပြီးတနတ်တလင်းနဲ့အကြီးအကျယ်သိသိရရှိခဲ့တယ်လို့မြိတ်ခေ PDF အမတ်တက်ရင်စီကတီးရပါရတယ်။ နောက်ထပ်တဲ့ချင်းတစ်ပုတ်ဖြစ်တဲ့ထိုင်းမြန်မာနယ်စပ်ကုန်းသွယ်ရေးလမ်းကတန်ခွန်ကျေးရွာဝန်းကျင်မှာ9လနီးပါးအကြာဖြစ်တဲ့တိုက်ပွဲအတွင်းစစ်ကောင်စီတပ်သား12ဦးကလက်နက်နဲ့အတူခရင်းညူတမဟာလေးကိုဖက်ပြောင်းခုလုံလာပါတယ်။တည်င်းအပြည့်အစုံကိုတော်ဝဲဝရှိုင်းဒေါ်တာတို့ကပြောပြပေးသွားမှာပါရှင်။ထိုင်းမြန်မာနယ်စပ်ကုန်းသွယ်ရေးလမ်းကတန်ခွန်ကျေးရွာအနီး9လနီးပါးအကြာဖြစ်တဲ့တိုက်ပွဲမှာစစ်ကောင်စီတပ်သား12ဦးလက်နက်နဲ့အတူဖက်ပြောင်းခုလုံလာပါတယ်။ စစ်ကောင်စီခမရလီတုတ်တိတိုင်ကစကောင်စီတတာတုံခမရနေစီတုံရကတုံနေခလာရစကွန်နကခြောက်ပဲပြောင်းခိုလိုလာခဲ့တာပါခလာရစကွန်နကခိုလိုတွေကတော့ MA1 တနက်ကိုလည်း MA2 တနက်နဲ့လည်းအပါဝင်လက်ပင်ပိုး6လုံးနဲ့တမဟာလီလောက်ခန KNLA တိုင်းစစ်တကိုခိုလိုလာတယ်လို့ KNLA တိုင်းစစ်တတဆေမှုကိုချက်ကပြောပါတယ် မာလာနီပါကြားတဲ့တေခွန်ရတိုက်ပွဲတွင်စကောင်းစီရဲ့ခလိုက်အတေတုံညာတို့တိုင်တိုင်မှုတူဒုတိုင်မှုတူအပောင်းထိခိုက်တေဆိုသူ150လောက်ရှိတယ်လို့ဆိုပါတယ်။ဗပြောင်းကိုလိုလာတို့တူကို ကြာတင်50စီထောက်ပတ်ပေးခဲ့တယ်လို့အဲ့ဒီတိုင်ရဲ့တပ်ဖွဲ့ဝင်စီကသိရပါတယ်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ မွန်ပြည်နယ်ဘီလင်းမြို့နယ်နှင်းပလဲနဲ့တောင်စွန်းဘူတာကြားရန်ကုန်မလမြိုင်ရထားလမ်းကတဒါတစင်မိုင်းခွဲခံရတာကြောင့်ရထားခီးစဉ်တွေရပ်နားထားတယ်လို့မွန်လမြိုင်ဘူတာကြီးစီကသိရပါဗယ်။မေလ6ရက်နေ့မနက်9နာရီဝန်းကျင်မှာရန်ကုန်မလမြိုင်ရထားလမ်းဘိုင်းမှာရှိတဲ့အမှတ်65တဒါမိုင်းခွဲခံရပြီးရထားလမ်းပြည့်စီသွားပါဗယ်။ ရထားလမ်းပေါ်ကတတားမိုင်းခွဲဖြစ်စည်းခံရတာကြောင့်မေလ6ရက်နေ့ကစပြီးမော်လမြိုင်ဘူဒါကြီးကထွက်တဲ့အမှတ်82အဆုံရထားနဲ့ရန်ကုန်ဘူဒါကြီးကထွက်တဲ့အမှတ်81အဆန်ရထားခရီးစဉ်တွေကိုယာယီဖျက်သိမ်းထားတယ်လို့မော်လမြိုင်ဘူဒါကြီးတာဝန်ရှိသူစီကသိရပါဗျ။လက်ရှိမှာမိုင်းခွဲဖြက်စီခံရတဲ့ရထားလမ်းတစ်တောင်းကိုမြမမီရထားကအမြန်ဆုံးပြင်ဆင်ပြီးစီးနိုင်အောင်ကြိုးပမ်းနေပြီးရထားပုံမှန်ပြန်လည်ပြေးဆွတ်မဲ့ရက်ကိုထုတ်ပြန်သွားမယ်လို့ပြောပါရယ်။ မလမြိုင်ဘူတာကြီးအနေနဲ့ခီးသွားတွေဝယ်ထားတဲ့ယထာလက်မှတ်တွေကိုငွေပြန်အမ်းပေးနေတယ်လို့ဆိုပါတယ်ခုလိုတနင်္လာရီသတင်းအစီအစဉ်ကိုနားဆင်ပေးခဲ့တဲ့အတွက်အထူးကျေးဇူးတင်ရှိပါရရှင်။မြန်မာနိုင်ငံသားများကပ်ဘေးအပေါင်းကနေအမြန်ဆုံးလွတ်မြောက်ပါစေလို့ Dwellwash Shrine တို့သားတွေကဆုမွန်ကောင်းတောင်းအပ်ပါရရှင်။